ဟယ်လိုအားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့ EVLA 16ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တင်ဆက်သွားပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါ Joshua Zirkzee ပေါ့လေ။ Joshua Zirkzee ကတော့ Newcastle နဲ့ပွဲမှာရရှိခဲ့တဲ့တကောက်ကျော်ဒဏ်ရာကြောင့်ပေါ့နော်။ရဲတရက်ပေါင်းများဆိုရဲတရက်ပေါင်းများဆိုတာအနာယူရတော့မှဖြစ်တယ်ပေါ့။အကယ်လို့ယာဒီကုံအထိအနားယူရတာမျိုးမဟုတ်တော့မှယာဒီကုံကန်နီးလောက်အထိ ဒီအနာယူဝနိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်တွေ့နေရတယ်ဆိုပြီးတော့ဆမ်မီမော့ဘယ်ကနေပြီးတော့ကျွန်တော် report လုပ်ထားပါတယ်ဆိုတော့ဒါပြည်သက်တွေအများစုမျှိုးလင့်ထားတဲ့အချိန်ဖြစ်လာတာဗောလေဒုတိယပြင်းတော့ကျွန်တော်တို့ new car စနေဘွေးစင်ကတကောက်ကျော်တန်ရာကိုကျွန်တော်ကြည့်ရင်ဒါအိုက်မာတွေကျွန်တော်တို့သိလိုက်ပြီဗောနော်ဒုတိယပြင်း injury ဆိုတာဘယ်ကစားသမားနဲ့မှမထိပဲနဲ့သူ့ဘာသူဖြစ်သွားတဲ့ injury တွေဟာပို့ပြီးတော့ဆိုးပါတယ် ဟုတ်တယ်မလားဘသူနဲ့မှမထိခိုက်ပဲနဲ့ကိုယ့်ဘက်ကိုဘောလုံးစော့နေဒီတိုင်းပဲဖြစ်သွားတာဆိုလို့ရှိရင်တော်တော်ကြီးကိုစိတ်ပူဖို့ကောင်းနေပေါ့နော်ဆိုတော့ဒီမှာလေတကောင်ကျော်တန်ရာဆိုကြတဲ့ကဗျာကျွန်တော်အနေနဲ့အ ਨੇ ဆုံးလာနေချီနားရတာပေါ့ဆိုတော့အခုလည်းပဲ Zixi ကဒီ Newcastle နဲ့ပွဲပြီးမှာဒါဒီကုံတော့ထိတော့နားရမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တွေးမိလိုက်တယ်ပေါ့နော်အသင်းဘက်ကတော့မထုတ်ပြန်သေးဘူးသူတော့ဘလို့အခြေအနေဖြစ်လာမလဲကလည်းမသိသေးဘူးဒါပေမဲ့သိကြတာတခုကတော့ Zixi နေနဲ့ခက်မြမြန်ပြန်ပြီးတော့ကောင်းဖို့ဆိုတော့မဖြစ်နိုင်တယ်လို့ကျွန်တော်ရဲ့အရေးကြီးဆုံးပွဲဖြစ်တဲ့ လိုင်ယွန်ရဲ့ပွဲမှာလည်းပြန်ပါဖို့မဖြစ်နိုင်တော့ဘူးဆိုတော့ကျွန်တော်သတိထားမိတာအဲကြောင့်ပေါ့နော်ဇစ်ဂျီကဒါအနားယူရတော့မယ်ယာဒီကုံငယ်နီးလောက်ထိကိုအနားယူရတော့မယ်ပေါ့အာဘယ်လိုပြောမလဲပြားအသင်းမှာလည်းတိုက်စစ်ပိုင်းကတော်တော်ကူအားနေပါတယ်နော်တိုက်စစ်ပိုင်းမှာကျွန်တော်တို့ကြည့်ရင်အားလုံးကဒီအခြေအနေတွေကမကောင်းကြဘူးအခုလက်ရှိဇစ်ဂျီမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ရက်စမန်စဝိုင်းလန်ပဲဒီရွေးချယ်စရာမရှိကျွန်တော်တို့သုံးရတော့မယ် ဒီနောက်မှာဆိုလို့ကျွန်တော်ကာနာချိုတို့ကျွန်တော်ရှိမယ်ဘရူနိုတို့ကျွန်တော်ရှိမယ်အခုဆိုရင်မေဆန်မောင်းတို့ကျွန်တော်ရှိမယ်ပေါ့ဒါပဲအဆင်မပြေဘူးဗျာဆိုတော့နီးပြအမ်မိုရင်အနေနဲ့အလုံးမဖြစ်တဲ့အလုံးမဖြစ်တဲ့ဒီ Rasmus ကိုပဲဆက်ပြီးတော့သုံးလာမှာလားပေါ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်အရင်တုန်းကသူဆန်းတက်ခဲ့ဘူးတဲ့ထားပါတော့ menu ကလည်းပြန်ကောင်းလာပြီဆိုတော့ menu ကို force nine အဖြစ်ပြန်ပြီးတော့သုံးအောင်မှာလားပေါ့ menu ကိုအဲ့ဒီတုန်းက force nine အဖြစ်သုံးတာကတော့အဆင်မပြေဘူး အဆင်မပြေဘူးဆိုတာသူတပွဲသုံးလိုက်သေးတယ်လေနော်သူရဲ့စမ်းတမှုကဘလို့မှအဆင်မပြေခဲ့ဘူးတခုမထင်မှတ်ထားတာတခုဖြစ်နိုင်တယ်အဲ့ဒါပါလဲဆိုတော့ Bruno Fernandes ကို force nine ဖြစ်ကျွန်တော်တုံးတာပဲ Lyon ကအမြင်ပေါ်ရင်းနဲ့တောက်လျှောက်သွားနေတဲ့အသင်းမဟုတ်ဘူးဆိုတော့အကယ်လို့ ground ကနေသွားမယ်ဆိုလို့ရှိရင်ကျွန်တော် Rasmus Hojlund နဲ့ကလည်းကျွန်တော်မရဘူးဆိုတော့ဒီဟို Bruno Fernandes ကို force nine ဖြစ်ကျွန်တော်တုံးလို့မရဘူးလို့လည်းကျွန်တော်မပြောနိုင်ချပါပြောကွင်းလယ်မှာကျွန်တော်ပြောလို့ပဲ ်ဒက်ဖန်စစ်မီဖီလာတွေကနှစ်ယောက်ထက်ကတစ်ယောက်ဖြစ်တဲ့တာကက်ဆမဲရူပဲဖြစ်ဖြစ်ဥကာတီပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်သူတို့နှစ်ယောက်ကိုပဲဖြစ်ဖြစ်တုံးလာပြီးတော့ဖိုင်နယ်ကို force 9တုံးသူ့နောက်မှာဂနာချူနဲ့မေဆန်မောင်းရှိတယ်ဒါမှမဟုတ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာ main နူးတို့ပါလို့ကစားမိုင်းလည်းကျွန်တော်ရှိလာပြီးဆိုတော့တုံးလို့ရအောင်ရနိုင်ဒီနေရာမှာဘာကြောင့်ဒီ Bruno Fernandes ကို force 9လဲဆိုတော့ Fernandes ကပြိုင်ဘက်ကို area နဲ့နီးလေ area များလေဖြစ်တဲ့ကစားသမားဒါအပြင်အသင်းရဲ့လက်ရှိလူစင်းထဲမှာ ဂိုးသွင်းအကောင်းဆုံးပလေယာထဲမှာပါတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒီရာဒီမှာလည်းဂိုးသွင်းအများဆုံးကစားမှာဖန်တီးမှုလည်းကောင်းကောင်းလုပ်နိုင်တဲ့ force nine ဖြစ်သူကစားတယ်ဆိုရင်ဆိုတော့ Origana Sousa ရဲ့လက်အောက်မှာ Fernandez ကဒါ၄နှစ်၃တင်မှာနံပါတ်10ဖြစ်ကစားရတယ်ပေါ့နော်။ဒါပေမဲ့လည်းလို့သူကကွင်းလေဆုံးမှာနေရှိနေတာမဟုတ်ဘဲနဲ့တိုက်စစ်မှုနဲ့အနီးကပ်ဆုံးသူကစားတာ။အဲ့ဒီမှာဆိုလို့ရှိရင်ဆိုရှယ်ရဲ့လက်အောက်မှာဂိုးတွေရရတယ်ဖန်တီးမှုတွေအများကြီးရတယ်ဒါမှမဟုတ်ကျွန်တော်တွေ့ရတာ ကြောင့်ဘာလို့ Fernandez ကိုလည်းကျွန်တော်မထင်မဖြစ်နဲ့၃ကောင်း၃မှာပဲတခုရှိတာကတော့ပွဲကိုထိန်းနိုင်စွမ်းရှိတဲ့ player တယောက်ကတော့အဲ့လိုဘောလုံးထိကျက်နည်းနည်းပဲရမယ်တိုက်စစ်မှုနေရာမှာထားသွုံးမှုကတော့အခြေအနေနည်းတယ်ပေါ့လေဒါအပြင်နီးပြဒီ Amorin ရဲ့လက်အောက်မှာလည်းပဲ Bruno Fernandez ကို စန်ဒရယ်ဇုံနဲ့နံပါတ်10ရုံဇုံကလွှဲရင်ကျန်တဲ့နေရာတွေကိုအသုံးပြုတာကတော်တော်ကိုနည်းပါတယ်ဆိုတော့ဒါကတော့ဖြစ်နိုင်ကြီးတော့နည်းပြီမဲ့လေလို့ကျွန်တော်စောင့်ကြည့်သိတဲ့အရာပေါ့နော်ဆိုတော့ breaking news ဖြစ် Joshua Zigzidy ယာဒီကုံကန်နီတီအနာယူလာတော့မှဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်အရေးပါတော့တိုက်စစ်မှုတွေကတယောက်ကိုကျွန်တော်ထပ်ပြီးတော့လက်လွတ်ရတာပေါ့လေဆိုတော့ MOD နေနဲ့လာမဲ့ Lion နဲ့ပွဲစဉ်မှာ ဘယ်ကစားမားတွေနဲ့သူဘလို့ပွဲထုတ်လာမလဲဆိုတာကျွန်တော်ကြည့်ရတော့မှာပါเนาะကြည့်ကြည့်ပါပြီးတဲ့ညီကများလုံးကိုကျေးဇူးများတွေပါတယ်တော့တဲ့ကြည့်ရညိုတွေ300နီးပါရှိပါတယ်ကြောက်ချင်းစီတိုင်းကိုကျေးဇူးပါ channel လေးကို subscribe မြတ်တဲ့သူဆိုလို့ချင်းနေပြီးတော့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ